မဟာမိတ်တွေအနေနဲ့အခုချိန်မှာတွဲသမျှတအန်းပလောင်တတ်မှန်သမျှကိုတိုက်လို့ရတယ်ခမားတို့ထက်ရင်နာလီယာကောင်းတယ်ပြောလို့ရှိရင် KIA ကပို့ပြီးတော့ TNL ကိုတော့ရင်နာအောင်ပါပေါ့ဒါပေမဲ့စစ်တပ်ကိုတိုက်နေတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့အခါရင်နာပေမဲ့လည်းရင်နှဲပါပဲမျိုးသိမ့်ထားငွေဦးတော်လာရင်မှကျောင်းသားလူငယ်တွေဂျင်းဝေးရှင်းဇက်တွေတောခိုးလာတဲ့အချိန်မှာရှမ်းအဖွဲ့တွေကကျောင်းသားတွေကိုလက်မခံဘူး ကိုကန့်တွေကလည်းចောင်းသားတွေကိုလက်ခံလို့ရတဲ့အနေအထားမရှိဘူး။ចောင်းသားတွေကိုလက်ခံပေးနိုင်တဲ့အဖွဲ့ဆိုလို့ TNL ပဲရှိတယ်။ TNL ဟာသူစစ်နိုင်တဲ့အချိန်မှာ လူမှုစံကျင်ရေးတွေလုပ်ခဲ့တယ်။နော်။ဟိုပြည်သူလူထုနဲ့မတည်ဘူး။မဟာမိတ်နဲ့မတည်ဘူး။ဒီလိုမျိုးတွေဖြစ်ခဲ့တဲ့ဟာကိုကျွန်တော်မေ့ထားပြီးတော့ပြောတာမဟုတ်ဘူး။သူစစ်နိုင်တဲ့အခြေအနေမှာလူမှုဆက်ဆံရေးတွေမဟာမိတ်ဆက်ဆံရေးတွေ ဒီလိုမျိုးတွေပြဿနာတွေတက်ခဲ့တဲ့အတွက်နောက်ဆုံးမှာအခုလိုကြုံရတဲ့အခြေအနေတွေအခုအချိန်မှာစာရွက်ထဲမှာစာရွက်ထဲမှာပဲညီတော်သုံးပေါ်ဝါရှိတော့တာအခြေအနေတွေကမတူတော့ဘူး MNDAA ဆိုလို့ရှိလို့ရှိရင်လည်းသူ့အရာသူ့ဒေသသူ့နယ်မြေကိုသူထိန်းချုပ်ဖို့အတွက်သူအရန်စ조사နေရတယ် AA ဆိုလို့ရှိရင်လည်းရခိုင်ပြည်နယ်တစ်ခုလုံးကိုရဖို့အတွက်သူအရန်စ조사နေရတယ် TNL ဆိုလို့ရှိရင်လည်းသူရှိထားတဲ့ data လေးကို သူလက်မလွတ်ရရေးအတွက်အရန်စ조사နေရတယ်2021ຫນွေဥတော်လိုင်းရေးကိစ္စနဲ့စပြီးတော့ပြောမယ်ຫນွေဥတော်လိုင်းရေးမှာចောင်းသားလူငယ်တွေចောင်းသားလူငယ်တွေ generation Z တွေတောခိုးလာတဲ့အချိန်မှာနော်လက်နက်ကိုင်လမ်းစဉ်လှုပ်ဖို့လာတဲ့အချိန်မှာခမားတို့တည်တည်ချာချာစဉ်းစားဖို့လိုတဲ့ကိစ္စကရှမ်းအဖွဲ့တွေကចောင်းသားတွေကိုလက်မခံဘူး SSP ပဲဖြစ်ဖြစ် RUSS SSA ပဲဖြစ်ဖြစ် ရှမ်းပြည်တောင်ပိုင်းပဲဖြစ်ဖြစ်မြောက်ပိုင်းပဲဖြစ်ဖြစ်ရှမ်းအဖွဲ့အစည်းတွေတမိုင်းအစင်လာရှိတဲ့ပြောတဲ့ရှမ်းလက်နက်ကအဖွဲ့အစည်းတွေကအကြောင်းသားတွေကိုလက်မခံဘူးကိုကန့်တွေကလည်းအကြောင်းသားတွေကိုလက်ခံလို့ရတဲ့အနေအထားမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီကြားဖြန့်ကိစ္စကိုမဖြေရှင်းခင်အချိန်အထိကိုကန့်တွေအချင်းချင်းနဲ့သူကတိုက်ခိုက်နေရတာ ကိုကံမိသားစုအချင်းချင်းတိုက်နေရတဲ့စစ်တပ်ကဖွဲ့ပေးထားတဲ့ပြည်သူစစ်တွေနဲ့အခုကိုကံနော်ဒီကိုကံကိုအာဏာသိမ်းထားတဲ့ MNDAA နဲ့လည်းတိုက်နေတဲ့အခြေအနေမှာចောင်းသားတွေကိုလက်ခံပေးထားနိုင်တဲ့နေရာရှိတဲ့အဖွဲ့ចောင်းသားတွေကိုလက်ခံပေးနိုင်တဲ့အဖွဲ့ဆိုလို့ တီအန်နယ်လေးပဲရှိတယ်ဒီကိစ္စကတိတ်ပြီးတော့အရေးကြီးတဲ့ကိစ္စအခုအချိန်မှာ PDF တွေကလည်းငါတို့ကတီအန်နယ်လေးနဲ့အတူတူရော့တိုက်ပြီးတော့သေထားတယ်တီအန်နယ်လေးကလည်းမင်းတို့ထမင်းကျွေးထားတာဒါသိတယ်ပါဆန်အိတ်တွေထောင်းနေတောင်းနေပါကုန်နေဆိုပြီးတော့ဒီတာဖုံးကျော်တို့တွေပြောနေတဲ့ကိစ္စတွေကဒီကိစ္စကတည်တည်ချာချာရှင်းဖို့လိုတယ်ဒီလိုအချက်အလက်တွေကိုတည်တည်ချာချာတွတ်နိုင်တဲ့အခြေအနေကြတော့မှတစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုနားလည်မှုပေးနိုင်မယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုပြန်ပြီးတော့ညှိနိုင်မယ်ဆိုတဲ့ကိစ္စကိုပြောတာ ခင်ဗျားတို့အခုကျွန်တော်တို့ကချင်ပြည်နယ်ဘက်ကိုတက်သွားတယ်ကချင်ပြည်နယ်ဘက်မှာဆို KIA ကနေပြီးတော့ PDF လူငယ်တွေကိုလက်ခံနိုင်တယ်လက်လက်လက်ခံပေးထားတယ်ဒါကြောင့်မလို့ကချင်ပြည်နယ်မှာရှိနေတဲ့ PDF တွေကဘာမှပြဿနာမရှိဘူးအဲ့ဒီအချိန်မှာညီနောင်သုံးဘွဲ့ပြောလို့ရှိလို့ရှိရင် AA ဗောရခိုင်တက်တော်ဆိုတာရှမ်းပြည်မြောက်ပိုင်းမှာနည်းမြေရှိတဲ့အဖွဲမဟုတ်ဘူးဘိုးချုပ်ထွန်းမြတ်နိုင်ဆိုပြီးတော့ခမားတို့ကခမားတို့ဘလောက်ပဲလေးစားလေးစား ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘလောက်ပဲတော်တော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘလို့ပဲစစ်စင်ရေးတွေလုံနိုင်လုံနိုင်ရခိုင်တက်တော်အေအေဟာရှမ်းပြည်မြောက်ပိုင်းမှာငယ်မြေရှိတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုတာကိုတည်တည်ချာချာသိဖို့လိုတယ်ဒီတော့ရှမ်းပြည်မြောက်ပိုင်းမှာကျောင်းသားလူငယ်တွေကိုနေရာပေးတာလက်ခံတဲ့အဖွဲ့အစည်းဆိုလို့ TNL ပဲရှိတယ် PDF တွေသွားပြီးတော့စည်ရဲလေ့ကျင့်တာ PDF တွေသွားပြီးတော့ခိုးလုံတာ PDF တွေသွားပြီးတော့တိုက်တာဒီအဖွဲ့တွေအကုန်လုံးဟာ တီအန်နယ်လေးနယ်မြေမှာရှိတာထပ်ပြီးတော့ပြောချင်တဲ့ကိစ္စကဘာလဲဆိုတော့အခုခမားတို့ဗမာတွေအများစုက PDF တွေအများစုက UNG အုပ်စုကတီအန်နယ်လေးကိုအပြစ်ပြောနေတယ်တီအန်နယ်လေးကိုတကယ်စပြီးတော့ဖွဲ့ပေးထားတဲ့ KIA လို့အဖွဲ့အစည်းမျိုးကတော့မှတီအန်နယ်လေးကိုအပြစ်ပြောတာတော့လောက်တာတော့မပါဘူး TNL နဲ့ KIA နဲ့ဖြစ်တဲ့ပြဿနာမှာလဲ TNL ကရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ကုတ်ခိုင်တို့ဘာတို့ဘက်မှာရှိတဲ့ကချင်တွေကိုနော်ဟိုဘယ်လိုပြောပြဆိုတော့အနိုင်ကျင့်တယ်လို့ဖြစ်လို့ရှမ်းလူမှုကိုအနိုင်ကျင့်တယ်လို့ဖြစ်လို့နော်တတ်အချင်းချင်းကိုမလေးစားလို့ဒီလိုပြဿနာတွေတက်တာခမားတို့တဲ့ရင်နာစရာကောင်းတယ်ပြောလို့ရှိရင် KIA ကပို့ပြီးတော့ TNL ကိုတော့ရင်နာအောင်မှာပေါ့ဒါပေမဲ့စစ်တပ်ကိုတိုက်နေတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့အခါရင်နာပေမဲ့လည်းရင်ထဲမှာပဲမျိုးသိမ့်ထားတယ် ဲ့တော့ထားပေါ့ဗျာအဲ့တော့ခင်ဗျားတို့အခု30 20ကွန်စစ်စင်ရေးကြီးလုပ်တဲ့အချိန်မှာညီနောင်သုံးဘွဲ့ရှိတယ် MNDA ကလည်းနေရာမပေးနိုင်ဘူး AA ကလည်းနေရာမပေးနိုင်ဘူးဒီအချိန်မှာဒီ PDF တွေကိုနေရာပေးနိုင်တာဆိုလို့ TNL ပဲရှိတယ်ဟုတ်ပြီဒါခင်ဗျားတို့သိပြီခင်ဗျားတို့ပြောနေတဲ့ပထဝီနိုင်ငံရေးတွေတင်ချာနိုင်ငံရေးတွေကိုတွက်ချက်ပြီးတော့ပြောပြတာ PDF တွေက TNL နဲ့နေတဲ့ဟေ့ဆိုလို့ရှိလို့ရှိရင်အတူတူနေနေအတူတူစားရဲဆို TNL တိုက်ပြီးဟေ့ဆိုလို့ရှိရင်လည်း PH PDF တွေကသွားတိုက်ရမှာပဲခင်ဗျားတို့အခုပြောနေတဲ့မန္တလေး PDF ကအင်အားဘလောက်ပဲကောင်းကောင်းမန္တလေး PDF ကဘလောက်ပဲလူတွေဘလောက်ပဲကောင်းကောင်းစဆာချင်းမှာ မန္တလေး PDF တင်တန်းတက်ဖို့တော့မန္တလေး PDF စစ်စင်ရေးတွေလုပ်ဖို့တော့အတီအန်အယ်လီတွေနဲ့ပဲအကုန်တွဲပြူပြီးတော့လုံနေရတဲ့ကိစ္စမျိုးတွေပါကျွန်တော်ပြောချင်တာကဟုတ်ပြီအခု TNL ရဲ့မဟာမိတ်ဆက်ဆံရေးတွေအဆင်မပြေမှုတွေလူမှုနဲ့အဆင်မပြေမှုတွေဖြစ်လာတဲ့အခါမှာတရုတ်ကဖိအားပေးတာပါတဲ့အပြင်မှာမှစစ်တပ်ကဒီအချက်အလက်တွေအကုန်လုံးကိုတည်တည်ချာချာစုဆောင်ပြီးတော့အနိုင်ကျင့်တဲ့အခါမှာစစ်တပ်ကဖိအားတွေလုပ်တဲ့အခါမှာ TNL ဟာဘလို့မှမလွှဲတာမရှောင်တာတဲ့အနေအထားဖြစ်တယ် အခြေအနေကိုကျွန်တော်နားလည်အောင်ပြောပြလာနော် TNL ကိုကောင်းနေတယ်မကောင်းဘူးတွေနိုင်ငံရေးတွေအဲ့ဒီကိစ္စတွေကိုပြောပြတာမဟုတ်ဘူးအခြေအနေတွေကိုပြောပြတာဒီတော့ TNL ကကုံတွင်းပိတ်ကုံတွင်းဒေသမှာနေပြီးတော့တကယ်တကယ်သူ့လူမျိုးကိုအခြေဟိုအခြေခံပြီးတော့သူ့လူမျိုးတွေရှိတဲ့နေရာကိုနေရာသေးသေးချာချာယူမယ်ဆိုလို့ရှိရင်တအန်းပလောင်တွေမှာနေရာကဘာမှမရှိဘူး တအမ်းဘလောင်တွေမှာလက်ဖက်ချောက်ဆိုင်တဲ့ဟိုလက်ဖက်ဆိုင်တဲ့တောင်ကုန်းတွေပဲရှိတာတအမ်းဘလောင်တွေမှာဘာမှမရှိဘူးဒီတော့ဘာမှမရှိတဲ့ဟာမှာတရုတ်ကလည်းဖိအားပေးတယ်နော်တရုတ်ကလည်းဖိအားပေးတယ်မဟာမိတ်တွေနဲ့လည်းတအမ်းဘလောင်တွေကကိုကိုကိုဆရာကြီးထင်တယ်ပြောမလားဒီလိုမျိုးတွေလှုပ်ပြီးတော့ဖြစ်တဲ့အခါမဟာမိတ်တွေကလည်းတအမ်းဘလောင်တွေကိုအကူအညီမပေးတော့ဘူးဒီအခါမှာပြုပွင့်လင်းလင်းပြောရင်တအမ်းဘလောင်တွေကဘာမှလှုပ်ဆရာမရှိတဲ့အခါ သူတို့ကစစ်တပ်နဲ့မဖြစ်မနေကိုအပေးယူလောက်ရတယ်စစ်တပ်ကကောင်းနေရလဲဒီအခြေအနေတွေကိုသိတဲ့အခါတအန်းပလောင်လယ်ဘင်းကိုနင်းပြီးတော့နော်စစ်တပ်ကတအန်းပလောင်လယ်ဘင်းကိုနင်းပြီးတော့မိုးကုတ်မြို့တဲအထိဝင်လာတယ်အဲ့ဒီအချိန်မှာနော်တအန်းပလောင်နေဟာကိုယ်တေတွင်ကိုတူးတယ်ဆိုတဲ့ကိစ္စကိုတည်တည်ချာချာသိဖို့လိုတယ်ကျွန်တော်အခြေအနေမှန်နေပြောတဲ့အပြင်မှာမှတအန်းပလောင်နေ ကိုယ်တိုင်ဝင်ကိုတူးတယ်ဆိုတဲ့ကိစ္စကိုအခုအချိန်ဒီမှာတင်းတင်းချာချာသိဖို့လိုတယ်မင်းတို့ပြောနေတဲ့တာအိုက်တာဖုံးကျော်တို့တာအိုက်ဖုံးတို့ခမားတို့ကိုယ်တိုင်ဝင်ကိုကိုတူးတယ်ဆိုတဲ့ကိစ္စခမားတို့တင်းတင်းချာချာသိဖို့လိုတယ်အဲ့ဒါကဘာလဲဆိုတော့ခမားတို့တော်လန်ရဲ့အဖွဲ့အစည်းလို့ပြောတယ်ကိုယ့်ရဲ့ယူနီဖောင်းကိုယ့်ရဲ့ဗတ်တစိတ်ကိုတော့မှခမားတို့တန်ဖိုးမထားဘဲနဲ့စစ်တပ်ကိုယူနီဖောင်းပေးဝတ်ပြီးတော့မိုးကုတ်မျိုးတွေကိုခေါ်လာတာ ဒီအခါမှာခမားတို့အခု တအန်းပလောင်တစိတ်ကပ်ပြီးတော့တအန်းပလောင်တစိတ်ကပ်ပြီးတော့စခန်းထိုင်းနေလို့ရှိရင်တော့မှမဟာမိတ်ကစစ်သားတွေနဲ့မှားပြီးတော့တပ်ပြီးဟေးဆိုလို့ရှိရင်ခမားတို့ကသေချင်းစိုးသေတော့မယ်အဲ့ဒါတအန်းပလောင်လေးကိုယ်သေးတွင်ကိုတူးတဲ့ကိစ္စကိုယူနီဖောင်းကိုကိုမလေးစားတဲ့ကိစ္စမဟာမိတ်ရဲ့အနေနဲ့ကအခုအချိန်မှာတွဲသမျှတအန်းပလောင်တတ်မှန်သမျှကိုတိုက်လို့ရတယ်။ဘာဖြစ်လို့လဲ။တအန်းပလောင်တွေကနော် ီစစ်တပ်ဗမာစစ်တပ်ကိုသူတို့ယူနီဖောင်းနေပေးဝတ်ထားတာငကိုတော့ငါဆိုလို့ရှိရင်ကျွန်တော်တို့ကတန်းပလောင်ယူနီဖောင်းကိုတွဲပြီးဟဲ့ဆိုလို့ရှိရင်ဟာဒါငါတို့မဟာမိတ်တွေပဲငါတို့စစ်တပ်ကိုတော်လန်းနေတဲ့အဖွဲ့အစည်းပဲဆိုပြီးတော့ကျွန်တော်တို့တွေကရှောင်လို့ရတယ်အခုအချိန်ဒီမှာတန်းပလောင်ယူနီဖောင်းကိုတွဲပြီးဟဲ့ဆို ကျွန်တော်တို့ကအရင်စပြီးတော့ကိုယ့်အသက်ကိုကိုယ်ကာကွယ်ဖို့အတွက်ကျွန်တော်တို့ကစပြီးပြည့်ရမယ့်အနေအထားဖြစ်အောင် တအန်းပလောင်နေဟာကိုယ့်သေးတွင်ကို ကိုတူးတယ်ခမ ्या တို့အဲ့ဒါနိုင်ငံရေးမှားတာမှားတာမမှားတာနဲ့မဆိုင်ဘူးခမ ्या တို့ကိုယ့်သေးတွင်ကို ကိုတူးတာတအန်းပလောင်ဟာအခုကိုယ့်သေးတွင်ကိုကိုသေးသေးချာချာတူးထားတာဒီတော့ကျွန်တော်ပြောချင်တာကခမ ्या တို့အခက်အခဲတွေနော်တအန်းပလောင်ရဲ့ကုန်းတွင်ပိတ်နေတဲ့အခက်အခဲတွေခမ ्या တို့ကြုံတွေ့ရမယ့်အခက်အခဲတွေအကုန်နားလေတယ်ခမ ्या တို့လူထုစန့်ကျင်ရေးတွေလှုပ်ခဲတဲ့ကိစ္စတွေ နော်မဟာမိတ်တွေကိုစော်ကားတဲ့မလေးမစားလုပ်ခဲ့တဲ့ကိစ္စတွေအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်နားလည်တယ်ဒါပေမဲ့ခမရတို့တအန်းပလောင်တွေတအန်းပလောင်ခေါင်းဆောင်တွေအခုမှားတဲ့ကိစ္စကကိုယ်သေးတွင်ကိုတူးပြီးတော့မှားတဲ့ကိစ္စခမရတို့ကြံနေမှားတဲ့ကိစ္စကို မဟာမိတ်တွေကိုရှင်းပြလို့ရတယ်မင်းတို့လည်းမကူညီတော့လို့နော်ငါတို့မှလက်နဲ့ရိတ်ခါတွေလည်းမရတော့လို့ငါတို့မှနေစားမရှိလို့ငါတို့မှရဲဘော်တွေမရှိလို့ဆိုပြီးတော့ ခမားတို့အကျိုးအကြောင်းပြောလို့ရတယ်အကျိုးအကြောင်းကိုပြောလို့ရှိရင်နားလည်ပေးလို့ရတယ်ဟုတ်တယ်တအန်းပလောင်နေဟာနော်တအန်းပလောင်နေဟာဒီလိုအခက်ခဲတွေရှိလို့တရုတ်ကလည်းဖီအားတွေပေးလို့နော်တရုတ်ကလည်းဖီအားတွေပေးလို့ငါတို့မှလက်နဲ့ရိတ်ခါတွေလည်းမရတော့လို့ဝါလည်းမကူညီလို့မဟာမိတ်တရားလည်းမကူညီလို့ဒီလိုမျိုးဖြစ်ပြီးတော့နော်ခမားတို့ရှင်းပြလို့ရှိရင်နားလည်ပေးလို့ရတယ်အခုက ခမားတို့က BGF တေလို့နေကြတောင်းတက်တေလို့အပြစ်ခတ်ရဆဲထားတာလည်းမဟုတ် BGF တက်တေလို့အပြစ်ခတ်ရဆဲထားတာလည်းမဟုတ်ပဲနဲ့ခမားတို့ရဲ့ယူနီဖောင်းကိုစစ်တပ်ကိုဝစ်ပေးတဲ့ကိစ္စအဲ့ဒီကိစ္စမှာကြားလို့ရှိရင်ခမားတို့အတင်းညင်းလို့မရတော့ဘူးအဲ့ဒါခမားတို့အခုမဟာမိတ်တွေကြားထဲမှာလဲတအံပလောင်တွေ့တာ ਨੇ ဒီတအံပလောင်ဝစ်စုံဝစ်ထားတဲ့ကောင်ကစစ်သားလား ဘာကောင်လဲဆိုတာမသိတဲ့အတွက်ခမားတို့တအံပလောင်ခေါင်းဆောင်လေးဟာကိုယ်သေးရင်းကို ကိုယ်သေးသေးချာချာတူးတာခမားတို့ကိုယ်သေးရင်းကို ကိုယ်သေးသေးချာချာတူးတာ PDF တွေနဲ့ခမားတို့ဟိုပြောဒီပြောအဲ့ဒါမျိုးတွေရှောက်ပြီးတော့ပြောပြောတာသဘောပေါက်လားမသိဘူးကျွန်တော်ပြောတာခမားတို့ပြောချင်တာတွေပြောရေးချင်တာတွေဟာတအံခေါင်းဆောင်ကရေးချင်တာတွေရေးအညာဆောင်လေးရအေးတယ်တို့မိုးကုတ်မိုးမိတ်ကိတ်မုတ်ကြီးတွေတို့ခမားတို့မိုးကုတ်မိုးမိတ်ကိတ်မုတ်ကြီးတွေလည်းခမားတို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ခေအခြေအနေတွေပြောင်းသွားပြီ ခေချေနေတွေပြောင်းသွားပြီတစ်ချိန်လုံးကဒီမိုးကုတ်တွေမိုးမိတ်တွေကိုတအံပလောင်တွေပိုင်နာတို့เนาะခမားတို့ဖျားသခင်ဟာပေးတာတို့ခမားတို့အဖိုးအဖွားတွေပိုင်နာတို့ပြောတယ်ဆိုပေမဲ့အခုခစ်တွေနှစ်ပေါင်းတွေဆယ်နဲ့ကြီးလာတဲ့အခါမှာမိုးကုတ်မိုးမိတ်မှာခမားတို့တအံပလောင်ဆိုတာလည်းမရှိသလောက်ဖြစ်သွားပြီအဲ့တော့ခမားတို့တအံပလောင်တွေဒီမိုကရေစီကိစ္စလို့ပြောပြီးဟေးဆိုလို့ရှိရင် ဒီမိုးကုတ်မိုးကုတ်မိုးမိတ်မှာရှိနေတဲ့ပြည်သူလူထုကခမားတို့ကိုလက်ခံလားလက်မခံဘူးလားခမားတို့မိုးကုတ်မိုးမိတ်ကိုအုပ်ချုပ်လို့ရနေတယ်ဆိုတဲ့ကိစ္စမှာ PDF တရဲ့အကူအညီတွေဘလောက်ပါလဲနေပြည်တော်ဒေသခံနော်နေပြည်တော်ဒေသခံ PDF တွေနေပြည်တော်ဒေသခံတွေရဲ့အကူအညီနဲ့ခမားတို့မိုးမိုးကုတ်မိုးမိတ်ကိုအုပ်ချုပ်ရတဲ့ကိစ္စနော်နိုင်ငံရေးမှာခမားတို့ဖြစ်သွားတဲ့ကိစ္စကခမားတို့သေတွင်ခမားတို့တူးပြီးတော့ ခမားတို့ယူနီဖောင်းကိုစစ်တပ်ကိုဝစ်ပေးတဲ့ကိစ္စကပြဿနာအကြီးဆုံးခမားတို့ TNL ကိုပြောချင်တဲ့ကိစ္စကအဲ့ဒီကိစ္စကြံတဲ့ကိစ္စဘာတစ်ခုမှမပါဘူးခမားတို့ယူနီဖောင်းကိုစစ်တပ်ကိုဝစ်ပေးတဲ့အတွက် TNL ယူနီဖောင်းကိုတွဲပြီးဟေးဆိုလို့ရှိရင်ကျန်တဲ့တိုင်းရင်းသားတော်လန်ရေးအဖွဲ့အစည်းတွေ PDF တွေကယုံလို့မရတော့ဘူး ခင်ဗျားတို့အခုအချိန်ကြတော့မှငါတို့တွေစစ်တပ်ကိုဝစ်ပေးထားတဲ့ယူနီဖောင်းတွေပြန်သိမ်းထားပါပြီဆိုပြီးခင်ဗျားတို့အခုအချိန်ပြောလေကျန်တဲ့တော်လိုင်းရေးသမားတွေကလည်းအသက်ကတချောင်းပဲပါတာအဲ့တော့လွေနဲ့လွေရည်ဥပဲဖြစ်ဖြစ်တာဖုံးကျော်ပဲဖြစ်ဖြစ်တာအိုင်ဖုံးပဲဖြစ်ဖြစ်အရင်တုန်းကခင်ငယ်ဘူးတာပဲဖြစ်ဖြစ်ခင်များတို့အခု TNL ယူနီဖောင်းကိုဝစ်ထားပြီဟေ့ဆိုရင်ခင်များတို့စစ်သားဟုတ်လားမဟုတ်ဘူးလားကျန်တဲ့လူကခွဲလို့မရတော့ဘူးခင်များတို့ အမှားဆုံးမှားတဲ့ကိစ္စက ကိုယူနီဖောင်းကိုရန်သူကိုဝစ်ပေးတဲ့ကိစ္စရန်သူကခမားတို့ယူနီဖောင်းကိုလဲဝစ်တာ မဟုတ်ဘူးနော်အယောင်ဆောင်ဝစ်တာမဟုတ်ဘူးနော် ခမားတို့ကခမားတို့ကစကစကို ခမားတို့ကမအားလာကိုယူနီဖောင်းပေးဝစ်တာခမားတို့ကိုယ်တည်တွင်ကိုတူးတာဒီတော့ခမားတို့ကိုကျွန်တော်ပြောပြီးသွားပြီခမားတို့တီးအန်တယ်လေးဟာဘလောက်အခက်ခဲတွေရှိတယ်ဥပမာ ဟိုဗမာနိုင်ငံရေးသမားတွေက MNDAA ရပေါ့ဖြတ်သုံးပြတ်တို့ဖြတ်လေးပြတ်တို့ဖြတ်ငါးပြတ်တို့ဆိုလို့ရှိရင်ခမားတို့တအန်းပလောင်တွေကိုဖြတ်ကဟိုအဲ့ဒီကိုကန့်ကိုဖြတ်တာတဲ့အစရာထောင်ချီပြီးတော့ခမားတို့ကိုပိုများတယ်မဟာမိတ်ကလည်းမကူညီဘူးเนาะတရုတ်ကလည်းမကူညီဘူးဝါကလည်းမကူညီဘူးခမားတို့မှာတော့ဆုံစားเสียရဆိုလို့ရှိရင်ပုတ်ပွင့်လေးလေးပြောရင်လက်ဖက်ချောက်ပဲထိုင်ဝါနေရမယ်ကိစ္စ ခမရတို့တက်တယ်ဘာဖြစ်လို့အင်အားကြီးသွားလဲပြောတယ်ဆိုလို့ရှိရင်အဓိကကရှမ်းနေရှမ်းလက်နက်ကိုက်ဒေါ်လာရေးဖွဲ့စည်းတွေကကျွန်တော်တို့မြေပြန်ဆင်းလာတဲ့လက်နက်ကိုင်မဲ့လူတွေကိုမကူညီဘူးရှမ်းနေခမရတို့တွေယူသလိုကြောင်သလိုမလုပ်နဲ့တကက်တရက်ခန်းနေတဲမှာခမရတို့ရှမ်းနေလဲပါတယ်ရှမ်းရှမ်းလက်နက်ကိုင်အဖွဲ့စည်းတွေခမရတို့ယူသလိုကြောင်သလိုမလုပ်နဲ့ခမရတို့ကိုလည်းခြံထားမှာမဟုတ်ဘူးကချင်တွေ နော်မြို့ပေါ်ကလာတဲ့လက်နက်ကင်ဒေါ်လာရဲ့အဖွဲ့အစည်းကလူငယ်တွေကိုလက်ခံပေးထားတယ်။ကရင်နေလက်ခံပေးထားတယ်။မွန်နေလက်ခံပေးထားတယ်။ဒါပေမဲ့ခင်ဗျားတို့ရှမ်းနေအာတော်ကြာကြာရဲ့ဥဟန်ရောင်ဝေကဟိုဟာပြောပြန်ပြီဒီဟာပြောပြန်ပြီတော်ကြာ SNLD ကနေပြီးတော့ဟိုဟာပြောပြန်ပြီဒီဟာပြောပြန်ပြီခင်ဗျားတို့ပြောနေတာခင်ဗျားတို့မြေပြန်းကနေဆင်းလာတဲ့တိုင်းရင်းသားလူငယ်တွေကိုခင်ဗျားတို့ရှမ်း လက်နက်ကင်တော်လန်ရဲ့အဖွဲ့အစည်းတွေကပွပွလင်းလင်းပြောရင်ဘာမှမကူညီခဲ့ဘူး။နေပြည်ဖြတ်တန်းခွင့်လောက်ပေးတာတို့လက်နက်ကလေးတစ်လက်နဲ့လက်ပေးတာကလွဲပြီးသွားလို့ရှိရင်ခမားတို့ရှမ်းနေရနော်ဒီဗမာကို တော်လန်းနေတဲ့ PDF တွေကိုကူညီတဲ့အပိုင်းမှာခမားတို့ရှမ်းနေရတော်တော်ပြက်ကွက်ခဲ့တယ်ရှမ်းလက်နက်ကင်တော်လန်ရဲ့အဖွဲ့အစည်းတွေကပြက်ကွက်ခဲ့တယ် ခင်ဗျားတို့အဲ့ရှမ်းနေကိုကိစ္စကိုလည်းကိုသေးသေးချာချာသိဖို့လိုတယ်အခုရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတယ်ဟာဝါရီယာဟိုနေရာပိုင်နေမိုင်းလာရီယာဒီနေရာပိုင်နေအဲ့ဒီလိုပိုင်နေပိုင်နေပြောနေလို့ရှိရင်ခင်ဗျားတို့ရှမ်းအဖွဲ့အစည်းတွေကဥခွန်စာပေါ့နော်မွေးရစေဝါလုပ်ငန်းတွေပြတ်သွားတဲ့နောက်ပိုင်းမှာခင်ဗျားတို့ရှမ်းနေဟာတော်လန်ရင်းနဲ့ပတ်သက်လာရင် ပြေပြန့်လာတဲ့လူငယ်တွေနဲ့ပတ်သက်လာရင်ခင်ဗျားတို့ရှမ်းနေရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တော်တော်ကြီးကိုတာဝန်ပြက်ကွက်ခဲ့တယ်ဆိုတဲ့ကိစ္စကိုအခုအချိန်မှာရှမ်းတော်လိုင်းရေးသမားတွေလည်းပြောတာမရှိဘူးခမားတို့တွေပြက်ကွက်ခဲလို့ခမားတို့ရှမ်းနေနဲ့အတူတူတိုက်မဲ့ PDF တွေဟာ TNL ကိုရောက်သွားတယ်ဆိုတဲ့ကိစ္စကိုအခုအချိန်ထိခမားတို့ရှမ်းနေဝင်ပြီးတော့ပြောတာမရှိဘူး